တရားတော်ရှိကိုရှင်နွဲနေကြတာဆိုတဲ့အသည့်ကအောင်ပွဲရသည်အထိအောက်ခံဖို့ခေါ်အားကိုပေးခဲ့တယ်။ချန်ဒဘ94အင်းအခုလိုချင်းလီမှုနဲ့ရင်ဆိုင်လာရတာအင်းဒေါ်ဆန်းစုတီချောမင်းမေးလင်းပိုင်းနဲ့ချန်ဒရှင်းတယ်နော်အဲ့ဒီချန်ရဲ့တမိုင်းကိုတိခွေသားစစ်ရှုံးလို့ထွက်ပြေးပြီးတော့ပေးလိုက်ရတဲ့နေရာတွေကိုအခုလိုအတင်းပြန်တောင်းနေတာဟာတေးအားကိုနဲ့တောင်းနေတယ်ဆိုတာထင်ရှားပါတယ်တိတိချာချာတွေးကြည့်ဆိုရှမ်းရှူဘူဂျိုကြီးတွေဖြစ်ပါရဲ့နဲ့ စစ်မနိုင်လို့ပေးလိုက်ရတဲ့အနေမျိုးကိုသူတို့ဘာအကူနဲ့ပြန်တောင်းရတယ်ဆိုတာတော်တော်ရှက်စရာကောင်းပါတယ်။အလုံးမိတ်မိင်္ဂလာပါ။ကျွန်တော် channel နဲ့နေပြန်လည်ပြီးချုပ်ဆိုလိုက်ပါရစေ။ဒီကနေ့6ရက်နေ့အတွက်နောက်ဆုံးရသတင်းထုတ်များနဲ့ဗီဒီယိုကောင်းလေးတွေကိုစုစည်းစင်ဆက်ပေးလိုက်ပါရစေ။ကြည့်ရှုပြီးတဲ့နောက်လည်းအားရကျွန်တော်မှုရှိစေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တို့ဆုံးတင်လိုက်ပါကြီးစုပရိုတိုကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါဆိုလို့ချင်းကျွန်တော်တို့ပရမအဆုံးအနေနဲ့ပေါ့နော် ပြည်ထောင်စုဝန်ကြီးဦးရမုံမျိုးကြတော့မင်းကုံကိုနားထောင်လိုက်အောင်ပေါ့နော်။ဒီလာငါးရဟာပြည်သူ့ကော်မတီတောင်တော်ရဲ့၄နှစ်ပြည့်ပွဲနေ့ဖြစ်တဲ့ 也不如阿老老那边说的，人家那比如嘞，人家强大也蛮；时代高人嘞，强大也也蛮喽，不得比喽哎。江畔时光是一跑，里面嘞有人嘞出来了呗，我说人也打也人。上单我们哈，当然啦，比如底下老多，别人没路用的很。别的也打不喽，江西话的，比如高人也冇吃熬夜么？好吧，打扰，不想做文字，我也没闲。 ်ပင်ကွန်ပြောသွားတဲ့ video file လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နားထောင်နေတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ချက်သိမ်းနေထားရတော့မှလုံးဝခွန်အားရရတာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လေးနှစ်သားပဲရှိတဲ့ PDF တွေကလုံဆောင်ချက်ကလုံးဝအမခံကိုဖြစ်စေတာပေါ့နော်။ဘာကြောင့်လဲဆိုတော့စိတ်တက်နဲ့တိုက်တယ်ဆိုတဲ့ပွဲကကျွန်တော်တို့အမြဲတမ်းအောင်မြင်နေတယ်လို့ပေါ့နော်။ကျွန်းကိုင်းပြီ၊ကိုင်းကျွမ်းပြီဆိုလိုလိုပဲကျွန်တော်တို့အရှိရာ PDF တွေကမမမမနဲ့ရောပေါ့နော်။ရက်တီပြီးတော့မှအတက်တွေပေးဆက်ပြီးတော့မှတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့လည်းနောက်ကနေတော့မှတန်တန်တဲ့အရာလေးတွေကိုပဝင်း လူတန်းပေးဖို့လိုအပ်ပါတယ်လို့ကျွန်တော်ဒီအနေနဲ့မှပြောချလိုက်ပါတယ်ဆိုတော့ဒီ video file လေးကိုကြည့်ရှုပြီးတဲ့နောက်ကျွန်တော်တို့ညီကောင်မများနေနေလဲအားရကျွန်တော်မှုရှိမယ်ခွန်အားရစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ဒီရဲ့ဝါးကြီးကိုစုံမလိုက်တဲ့ကျွန်တော်တို့ကိုလိုမြတ်ကျော်ရဲ့ video file လေးကိုကြည့်လိုက်အောင်နော်ဒီထဲမှာသူကမေစုကိုအပြစ်တင်လို့ပြောတော့ဖြစ်ပါတယ်ဆိုတော့ကြည့်ပြန်တော့နော်ဒီကောင်ကိုဝေဖန်လိုက်အောင်ပေါ့နော်မင်္ဂလာပါ alligator ပြမချူစုပါမင်္ဂလာပါရေရှင်ဝေးပြောချင်လို့မဟုတ်ဘူးခွေးမျိုးမင်းဟုတ်ဆိုရဲ့ ခွေးပါးစက်ကလူစကားတွေထွက်နေတာကိုလာပြောပြတာကျွန်တော်ဒီလိုကောင်းလေးကိုဒီလိုကောင်းလေးဗီဒီယိုကိုကျွန်တော်အဲမကြည့်ချင်ဘူးတိတ်ခါကြတယ်လက်ပိတ်တယ်ဒါပေမဲ့တချို့ပြည်သူလူထုတွေကအထင်မြင်လွဲမှားသွားမှာအောက်ချက်လွဲသွားမှာစိုးလို့ကျွန်တော်ဒါတွေကိုပြန်ပြန်ကြည့်ပေးနေတာပြန်ကြည့်ပြီးတော့ပြောပြနေတာမင်းတို့စိုးလို့ကောင်းမရင်းကောင်းလူယုံမှာအလင်းတတော်ကလေးကဝအုတ်ကြမြတ်ပေါက်အချီကျိုးကောင်ကြိုက်အိုခဲနှလုံးကြချီးပါတတ်တိုက်သိမ့်ပန်းဒီလိုကောင်စားမျိုးက ဒေါန်ဆန်းစုကြည်အကြောင်းပစတဲ့ထည့်ပြောတာနဲ့တော်တော်ကျွန်စီကောင်းနေမင်းစုဒါပဲနားအောင်ကြည့်လိုက်မှန်ရရနော်ဘယ်နည်းရတော့ဟမ်တတိယနေ့တပုတ်ကိုကျွန်တော်ဖတ်ရအောင်ဟမ်ကျွန်တော်ကငါတည်းလေးကိုလေးလက်ပြင်မယ်ဆိုရင်အကြောင်းလေးတင်ထားတယ်။အဲ့ဒီရောက်က comment တွေကိုဝင်ဖတ်ကြည့်ရခါတည်းနဲ့ကျင်။မိုင်းမရရင် share ရတဲ့ comment တွေများကြီးပါလေ။အာဟုတ်ပြီ။အဓိကကတော့ဒီချင်းကြီးကို ရောင်းနေမှာဘူး။အမှတ်တရအနေနဲ့တိတ်ထားတဲ့မှာ။ဒီချက်ရောင်းမှုအတွက်လေလံပြုဖို့စိတ်ဆက်ချတယ်။တရားရုံးဆိုရ။ဟုတ်ဆန်ဘူး။တို့ရေပေါ်ဆေးထားတယ်။ဒီချက်ရောင်းရတဲ့အတွက်ဒီချက်ရောင်းဖို့ဖြစ်လာတဲ့အတွက်ဆေးကြမယ်ဆိုရင်တရားရုံးကမိချတဲ့တရားကြည့်ချို့လေဆေးရမှာပေါ့။ဟုတ်။ဥအောင်ဆန်ဘူးလေဆေးရမှာပေါ့။ဟုတ်။ အစိုးရကလည်းဆေးရမှာပေါ့ဟုတ်ဟိုမျိုးအစိုးရကပဲကောက်တယ်ဟိုစစ်တရောင်းသားတွေကအစိုးရကနေပြောကြင်တာဟိုစစ်တရောင်းသားမရင်းတက်ကောက်တွေအစိုးရကကိုထားနေကိုနေနော်နိုင်ငံရေးကိုဘုံသိကိုမသိနဲ့ဝင်မရှုံနေနော်ငုတ်တုတ်မိပြီအတက်မဲ့တဲ့ခန္ဓာတွေဖြစ်ကုန်ပြီမကောင်းဘူးတော်ကြနေမှအပြစ်အပြစ်မဲ့ပြီးသူလူကိုဘာဖြစ်တယ်လို့အမှုပညာရှင်ကိုဘာဖြစ်ပါတယ်လို့မဟောင်းနေတော့မင်းတို့အုပ်စု မင်းတို့ပြောတာတွေဟိုမှာမတန်းတင်တာလားခင်ဗျားတို့တကယ်ဆေးရမှာလားဟွတော်ဆန်းစုကြီးဘာ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 ခွေးမျိုးတဆွေလုံးတစ်မျိုးလုံးဟွမ်မကောင်းပါဘူးသူများတွေကသူ့ဆွေမျိုးတွေမှာအမှန်တရားတွေတရားမျှတမှုတွေကြိုက်တဲ့လူတွေပါနေတယ်မကောင်းဘူးခွေးမျိုးဆိုတော့မကောင်းဘူးခွေးကောင်အာမကောင်းခွေးသိခါကြားတယ်ဘယ်လိုလုပ်စကလုံးနဲ့သူ့ကိုခင်မတက်တယ်ကျွန်တော်ကောမန့်မှာရေးခဲ့ဆက်ကြည့်အကြောင်းလေးဆိုတော့ဟွမ်ချန်နယ်ဘက်54ဟွမ် အခုလိုအချိန်လေးမျိုးနဲ့ရင်ဆိုင်လာရတာဒေါ်ဆက်စုတီချုပ်မင်းမေလင်ပိုင်နဲ့ချမ်းမို့လားအဲ့ဒီချဲ့ရဲ့တမိုင်းကိုသိလားချမ်းနာမ54ဆိုတာတော့ခင်ချီကိုဦးလူအစိုးရကဘာသာပလအစိုးရကဟွန်းတမိုင်းနေရှိကိုမကြားမပြောချင်ဘူးပြေးကြလားနိုင်ငံတော်အမွေနေ့กว่าလေလံတင်ရောင်းစားမယ်ချမ်းမျိုးမဟုတ်ခွေးအဲ့လိုပြောပြကျွန်တော်အဲ့ကောင်ကြီးအာမှုတို့ဒီမတရားများတယ်ဟာလိုက် တော့ခင်ကြီးဆုံးသွားတဲ့အချိန်မှာဟုတ်ပြီပြောဆက်တယ်ဦးအောင်ဆန်းဦးနဲ့တော်ဆန်းစုကြည်မောင်မောင်တို့ချန်ခဲ့ပါတယ်อืมအဲ့ဒီအချိန်ကလေးကသာဘလို့တော့မကြည့်ခဲ့ဘူးอืมတရားသဖြင့်ဆောင်ရွက်ခဲ့မယ်ဆိုရင်อืมမောင်မောင်တို့ချန်တယ်ဒီအချိန်ချင်းရှင်းလို့ရတယ်อืมဟုတ်ပါဟုတ်ပါပြောပါဒါပေမဲ့อืมတော်ဆန်းစုကြည်ကဘာအလိုလောဘအလိုရမယ်ကြည်ဝါလုံးတဲ့ခါကြတော့ကဲပေးတတ်ကြည့်လို့ မြားအတတတော့မြားလာပြီမြားတယ်လို့မြားအင်မတန်ရှိုင်းနေတောင်ဆန်းသူကြီးကိုပုဂ္ဂိုလ်ကြီးကကျွန်တော်လေးစားတယ်နိုင်ငံကြီးမှာကျွန်တော်ဝေဖန်ကြတာရှိအမျိုးသမီးအမျိုးကောင်းသမီးသူသူရတာတဲ့ Nobel ဆုတွေကဒေါ်လာတန်းနဲ့ချီတဲ့ပတ်စံတွေနိုင်ငံအတွက်လူကားလာနော်ပြောရင်တမိုင်းအရှိတောင်ဆန်းသူကြီးရဲ့ပေးဆက်မှုကိုပြောမယ်လို့အရှိကြီးဘုတောင်ဆန်းသူကြီးအရှိကဘုကြောင့်အောင်ဆန်းဆိုလေသူ့အဖေကိုကြည့်မယ်ဆိုလေအရှိကြီး ိုးဆက်လိုက်ဗျာဒီတိုင်းဒီမှာဝွကျွေးတွေကမကုန်နိုင်ဘူးလားဒီလိုမရင်းကောင်မရင်းကောင်ကအပြောဆိုခံတဲ့ဘဝကိုရောက်နေတာလောက်ရင်နာမဆုံးဘူးမရင်းကောင်အမင်းဆိုဘာပြောချင်လဲဗျာပြောရခဲ့ကျွန်တော်ပြောရင်လွန်ကုန်မယ်ဒီအင်ဂျီကိုဖိပိုက်ချဖို့စူးစမ်းကြရတဲ့အချိန်မှာတရားမီးလည်းကြမဆောင်ရွက်ခဲ့ဘူးဟမ်ကျွန်တော်ဥုံဟဲ့ဟဲ့ဟဲ့မပြောတော့ စကူကမခံနိုင်တဲ့အတွက်ဘုံနေစားပြီးဖြစ်ကြတာ။ဘုံစားသူကြီးကသူပြောနေတယ်လို့မြန်မာပြည်ကိုချစ်ပါလေမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစေတနာထားပါလေဆိုရင်ဒုက္ခကြီးတည်ပြီးတဲ့နောက်ပိုင်းမောင်မောင်ရဲ့ဘုံဘွဲကိုချိုးတာတဲ့အချိန်မှာအဲ့ဒီအကြီးကိုရောင်းနေကျမ်းမြောက်မြန်မာနိုင်ငံသားတွေအတွက်လူမဲ့လို့ပြောဦးအောင်ဆန်းကိုလက်မထိုးခင်ပါ။ဟုတ်ဟုတ်လားတိတ်ကြလားတိတ်ကြလား ဟုတ်ပြီနော်မေလို့လားသာပြတ်လာအောင်ပြောရအဖြစ်နဲ့လုပ်မယ်ဆိုရင်လည်းဥက္ကဆိုင်ကလက်မထိုးပေးမှာတော့တည့်ရမပြောပြလားဟုတ်ပြီ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 တိုးတော့ဒီလမ်းကြောင်းတွေကိုတခုမှလောဆုတီမရွေးချက်ခဲ့ပါလောဆုတီဘာကိုပဲရွေးချက်ခဲ့တယ်လေဆိုရင်ဟွန်းချန်ပြန်54ကိုမောင်ပိုင်စီးဖို့လမ်းကြောင်းကိုပဲရွေးချက်ခဲ့တယ်အော်ဒါကြောင့်အော်ကိုပြောတဲ့စကားကိုတာဝန်ယူနော်မင်းအုပ်စိုးမင်းပြောတဲ့ဒီစကားတရက်ဟာမင်းဘဝပြတ်သွားနိုင်တယ်ဒီလိုဖြစ်လာတယ်ငယ်ရင်မတိုင်ခင်မှာ 级别级就做了，的，你嘛比人家。嗯。级别比人闹嘛，人厉害。嗯。级别做了。嗯。当天晚上五点收的麦，你跟你儿子多收几个一两行吗？嗯。今天晚上嗯。嗯。俺以前一路两万嗯。然后回家那边公路，跟那里的那里的啊，比如比这路宽，没路面啊，都是个柏油水泥啊。我上一晚的，最近的那个就你那个土林子啊。 ဟုတ်လားရောင်းမှတ်ပြီးကြားလာတဲ့ပတ်စံလို့ဟေးဟာခွေးမျိုးရဲ့ဟမ်ခွေးထမ်းမိုက်တဲ့ကောင်ရဲ့ခွေးလောက်တန်ဖိုးမရှိတဲ့ကောင်ရဲ့မင်းတို့ကသူ့အတူအိမ်လေးတစ်လုံးနေစရာလေးရှိတာတဲ့အိမ်ကိုရောင်းပြီးတော့လှူပါလှူပါလို့ပြောနေမင်းဖင်ကုန်းဥချနေတဲ့ဖက်စစ်တပ်ကမင်းအောင်လိုက်တခိုးအုပ်စုတာလေနိုင်ငံကကလှူရတဲ့အမေရိကန်ဒေါ်လာ146တန်းပတ်စံကိုခိုးပြီးတော့မျိုးစုံနေရကြတော့ဘန်ကုန်းနားလေပြဿနာဟဲ့ဘန်ကုန်းနားလေ ်ဒီကနေ့မှလူချင်းများတယ်ကွာနိုင်ငံသူနိုင်ငံသားတွေကိုလူလမ်းပေးလိုက်ကျွန်းနဲ့မင်္ဂလာရှိတယ်လို့ဟာသူ့ဒါမျိုးနဲ့ဒီချိန်ထိသူ့ကိုလောက်ခဲ့လို့လုပ်လို့လေငါပါရွေးရရင်တော့ကွာတကယ်ဆိုရင်ဒီ channel က54ဟာမကောင်းဖြစ်တော့မှာနော်တောင်စန်းစုကြည်ရဲ့ပတ်စံကိုဝေထားတာမဟုတ်ဘူးဟာတောင်ကြီးရဲ့ပတ်စံကိုဝေထားတာမဟုတ်ဘူးမင်းမေးရင်ပတ်စံကိုဝေထားတာအခုနေ့ပြောကျွန်တော်ရိုင်းသွားတယ်ဗျာကျွန်တော်စိတ်ညစ်တယ်ဗျာ ရိုင်းဆိုင်တာတွေဆဲဆိုတာတွေမလုပ်ကြပါနဲ့သူများတွေကိုကျွန်တော်ကပြောကျွန်တော်အဲ့လိုအဲ့လိုတွေကြားတော့လေရိုင်းပြီးကြတာလေအပြစ်တော့မဟုတ်ဘူးပြတလားဟုတ်ဘူးဆိုရလက်ချာမှာအဲလောက်ပါလောက်ဒုခင်ကြီးရဲ့နေမှုထိုင်မှုတွေဟာဟွန်းဟိုကျောင်းဆန်းအဲတည်သွားတယ်ခေါင်းချသွားတယ်အိမ်မှာဆက်ပြီးနေအဲအစင်မပြေတော့တဲ့အတွက်အဲပါစပါလာကအဲဝင်ကြီးမချုပ်ဟွန်းတည်ဒီခေါင်းဆောင်ကြီးချုပ်ကဟွန်းဦးတော်တော်ပြီးတန်ရတဲ့အတွက်ဟွန်း ဒီနေရာမှာတော့ဒေါခင်ကြီးကိုဆက်ထားလို့မဖြစ်ဘူးဆိုပြီးတော့ဦးမှုကဒေါခင်ကြီးကိုခေါ်တွေ့ပါတယ်။ဒီမှာလည်းဆက်နေလို့မဖြစ်တော့ဘူးဒီနေရာလေးမှာများနေချင်ဘူးလားဆိုရင်ဒေါခင်ကြီးကလည်းဟုတ်စားသူတို့ဒီနေ့ညတော့အတက်ပါဒီမှာလည်းဆက်နေလို့မဖြစ်တော့ဘူးဒီနေ့ဒီပတ်စံဆက်ကြပါဘာလို့လဲစုဥပါတိုင်းကိုပတ်စံဆက်ဖို့ထားတဲ့ချက်ဟုတ်ဒေါခင်ကြီးကဖြစ်ပြနေတဲ့အသံလေးအကြောင်းအရာလေး တိုးတော့မမြင်ရနေရပြောင်းပြတဲ့ဘုံနဲ့ဘုံကဘုံကိုဆွေးရတာဒီကလည်းဘုံဘုံကိုဆွေးရတာတော်ရှင်ကြီးပြင်ထားခဲ့တယ်အဆွေးရနေရပါအဲ့ဒီစကြောင်းတကယ်ရှိပါသေးတယ်ဒါတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာပြောပြဒါတွေကိုဒီကတော့ဒါပါပဲခွေးပစက်တွေကဗျာမတတ်မရတမန်ကောင်းမှုနဲ့ငချင်းကောင်းတွေတက်တက်ကြတယ်ဘောင်ဆန်းစုကြည်လူမျိုး ီကောင်လုံးမရင်းသမားပါဇက်တွေကထွက်နေရတယ်အလုံးမတတိစီကောင်းနေရှေရှေဝေးတွေပြောရင်ဒေါသတွေထွက်နေပြီကိုစကားကိုကိုတာဝန်ယူဒီစကားရက်တွေကြောင်းနေမင်းဘဝမပြတ်စေတောင်ဆန်းစုကြည်ကိုစော်ကားတဲ့မင်းတို့ကောင်မပြောနဲ့တန်းချွေနေဝင်ခင်ညွတ်ထုံးကြည်ကြော်ပါဘာတွေဖြစ်ခဲ့လဲအခုမင်းရောက်လာတယ်လို့ပြန်တက်ကြည့်နေမင်းတို့လည်းတက်ကြည့်နေလူစင်စစ်ကနေခွေးလုံးဘဝကိုခွေးလို့ပြောရင်ဗျာခွေးသိခါကြတယ်ဗျာဘဝကြီးပြက်ကုန်ပြီ မကောင်းဘူးအပြောမတတ်တော့ဆဲတယ်ထိုင်မတတ်တော့ဖြဲတယ်ကိုနဲ့မဆိုင်နဲ့မတိတဲ့အချောင်းတွေစကားတွေအလီနာတို့ကလီကွာတွေတက်ပြောချင်းဟာမင်းဆိုမင်းဘွားအများကြီးအန်နေရရှိတယ်လောက်ပဲပြောချင်တယ်ဒီနေ့တော့ကောမမရေးတော့ပေးခဲ့ပါဘာပြောချင်ပါ ကဲပါဒါတော့လူတက် brain កောင်မြုပ်ဆိုးကိုစုံမလာတဲ့ကိုလိုမျိုးကြော်ပြပြဖြစ်ပါတယ်စုံမတော့အရန်ကိုမိုက်တော့ဗောနတလုံးကြီးထောက်ပြသွားတာအရန်ကိုတိပဲရှိတယ်ဆိုတော့ဒီမျိုးကလိန်ကချင်းကြနေတဲ့កောင်တွေကကလိန်ကချင်းကြတဲ့အလုပ်ကိုလုပ်มาပဲเนาะအဲဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လာပြနေတာအမှန်တရားဘဒေါ်လာနေနေဒီကောင်ကိုဒီမျိုးဖုံတော့ဒီကောင်အပြစ်ဒဏ်ပေးတင်နေဆိုတဲ့အရာကိုလည်းကျွန်တော်ကြားပြောချင်ပါတယ်ဆိုတော့ဒီကောင်ကိုစုံမချင်တဲ့စကားလေးရှိလို့ရှင်လည်းကိုမမရေးခဲ့ပြပါဦးဒါဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ဗောနကိုတိမြတ်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ဗောန ိုင်ငံရေးနဲ့ပတ်သက်တဲ့ပြောဆိုချက်ဒီမှာပြောစကားဆိုတာရှိပါတယ်။သဘောထားဆိုတာလည်းရှိပါတယ်။ပြောတဲ့စကားနဲ့တကယ်သဘောထားဟာတခြားတဲ့ကြတာလည်းရှိတယ်လို့အနည်းနဲ့အများဆိုလို့ကွဲပြားကြတာတွေလည်းရှိတတ်ပါတယ်။ဘာကြောင့်အဲ့လိုဖြစ်တယ်လဲဆိုတော့အခြေအနေအချိန်ခါကိုလိုက်ပြီးတော့စကားဆိုတာချူတန်နာကိုချူပြောပူတန်နာကိုပူပြောကြရတဲ့အတွက်ပါ။အဲ့ဒါကြောင့်ကျွန်တော်တို့လိုသတင်းသမားတွေတုံ့တက်သူတွေကသူပြောတဲ့စကားကဒီလိုသူသဘောထားကဒီလိုဆိုပြီးတော့ရှင်းပြနေကြရတာပါ။အချက်လက်တွေနောက်ခံအဖြစ်ပြက်တွေနဲ့ဆက်ဆက်တွေးခေါ်ပြီးတော့ပြောကြရရှင်းပြကြရတာပါ။ နိုင်ငံရေးအဖြစ်အပျက်တွေကိုကြည့်ကြတဲ့သူတွေမှာလည်းမျက်မှန်တက်လက်စီတက်ထားကြပါလေဖြစ်နေတဲ့နိုင်ငံရေးအဖြစ်အပျက်တွေပြောနေတဲ့နိုင်ငံရေးစကားတွေကိုအဲ့ဒီမျက်မှန်အကူအညီနဲ့ကြည့်ကြတဲ့အခါမှာမျက်မှန်စိမ့်တက်ထားလို့ရှိရင်တရော့ကလုံးကစိတ်နေပြီးတော့မျက်မှန်နီတက်ထားလို့ရှိရင်တရော့ကလုံးနီနေတာမျိုးဖြစ်တတ်ကြပါလေသူတို့ကိုယ်ပိုင်မျက်မှန်ရဲ့မူလအယောင်ကလည်းရှိပြီးသားဖြစ်တယ်လို့ဘေးကလူတွေကသူတို့မျက်မှန်ပေါ်မှာအစိမ်းအောင်ထပ်တုပ်သွားတာအနီအောင်ထပ်တုပ်သွားတာမျိုးတွေလည်းရှိတတ်ပါလေကျွန်တော်ဥပမာကိုထပ်ပြီးတော့ရှင်းပြရအောင်ဆိုလို့ရှိရင်တော့လူတွေမှာကိုယ်ပိုင်နိုင်ငံရေးအတွေးခေါ် ဓာတ်ခံနေကိုစီရှိနေတတ်ကြပါလေတခါတလေမှာအဲ့ဒီနိုင်ငံရေးအတွေးခေါ်တာမှကဆွဲလန်းနေလဲရှိနေတတ်ကြပါလေအဲ့ဒါအပြင်မှာဘေးလူတွေကကိုယ်နိုင်ငံရေးအမြင်အပေါ်မှာထက်ဆက်အယောင်ဆိုးသွားကြတာတွေလည်းရှိတတ်ကြပါလေအဲ့ဒီတော့တခါတလေမှာအဖြူကိုချပြထားပြီမဲ့အစိမ့်လို့မြင်ကျင်တဲ့သူတွေကမြင်နေကြပါလေအနီတို့မြင်ကျင်တဲ့သူတွေကမြင်နေကြပါလေဥသိမ်းမြတ်ဗီဒီယိုတွေကိုအစအဆုံးနားမထောင်မနဲ့ဥသိမ်းမြတ်ကိုစစ်ကောင်စီလူပါလို့ထင်တဲ့သူတွေတောင်မှရှိကြပါသေးတယ်။ဘာလို့အဲ့ဒါလို့ထင်တယ်လဲဆိုတော့သူတို့ရဲ့ဆရာကြီးတွေကအဲ့ဒါလို့ပြောလို့ပါ သူတို့ရဲ့ဆရာကြီးတွေကဘာလို့အဲ့ဒါလိုပြောတယ်လဲဆိုတော့သူတို့ရဲ့အားနည်းချက်တွေကိုဥသိမ့်မြတ်ကထောက်ပြဝေဖန်နေလို့ပါဥသိမ့်မြတ်ရဲ့ဗီဒီယို10ခုလောက်ကိုပဲအစာဆုံးကြည့်ဘူးတယ်ဆိုလို့ရှိရင်ဥသိမ့်မြတ်ဘာဆိုတာကောင်းကောင်းသိနိုင်ပါတယ်ကြည့်လိုက်ပါနားထောင်လိုက်ပါအချက်လက်နဲ့ဝေဖန်နိုင်ပါတယ်သူများပြောတဲ့ကိုကြားတာနဲ့ဝေလေလေလိုက်လုံနေပဲဆိုလို့ရှိရင်တော့ရာသက်ပံလူအားကြီးတွေဖြစ်သွားတတ်ပါတယ်ဆရာကြီးတွေကရေတောက်ပြီးမူပြလို့ချက်ကြီးကလည်းရေတောက်ပြီးမူရတယ်ဆိုတာမျိုးမဖြစ်ကြပါစေနဲ့ TNL ကအ တလအတွင်းစီးရဲနိုင်ငံရဲ့အခြေအနေကိုရှင်းပြမယ်ဆိုတဲ့ကတရုတ်ကြီးကြက်တဲ့ဆွေးနွေးပွဲဟာဒီသတင်းစာရှင်းလင်းပွဲရဲ့အဓိကအကြောင်းအရာဖြစ်လိမ့်မယ်ဆိုတာကိုအားလုံးသိကြပါတယ်။အဲဒါကြောင့်ကျွန်တော်လည်းနန္ဒန်ကနေပြီးတော့မနေ့လေးနာရီအချိန်ကြီးမှာအိပ်ရာကထပြီးတော့ဒီသတင်းစာရှင်းလင်းပွဲကိုတက်ဖြစ်အောင်တက်ခဲ့ပါတယ်။ထိုင်းချီဆိုင်ကျွန်တော်တို့မီဒီယာအဖွဲ့ဝင်တအူတက်ရောက်ပြီးသားဖြစ်ပေမဲ့ကျွန်တော်အနေနဲ့နားနဲ့ကိုယ်တိုင်ကြားချင်လို့တက်ဖြစ်အောင်တက်ခဲ့တာပါ။ TRL နဲ့စစ်ကောင်စီရဲ့ဆွေးနွေးပွဲက ဘာသဘောတူညီချက်မှမရဘဲနဲ့ရက်သွားပါတယ်။ဘာကြောင့်ရက်သွားတာလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ရဲ့တောက်ဆိုချက်တွေဟာမိုးနဲ့မြေပေါ်မှာအလန့်ကွာဝေးလွန်းတဲ့အတွက်ဖြစ်ပါတယ်။ TNL ရဲ့တောက်ဆိုချက်ကလက်ရှိစစ်တပ်တွေရောက်နေတဲ့နေရာတိတ်ထားတဲ့နေရာတွေမှာပဲရှစ်မတိုးနောက်မဆုပ်ဖက်နဲ့အပြစ်ခတ်ရက်ဆဲကြရမယ်။အဲ့ဒါကပထမအချက်။ဒုတိယအချက်ကလေရင်နဲ့ဘုံကျတာတွေလက်နက်ကြီးနဲ့ပစ်တာတွေကိုရက်ပေးရမယ်။တတိယအချက်ကတော့ဒေသခံပြည်သူတွေသူတို့ရဲ့စားဝတ်နေရေးအတွက်လွတ်လွတ်လပ်လပ်သွားလာတာရောင်းဝယ်ဖောက်ကားတာတွေကိုကွန်ပျူတာမယ်ဆိုတဲ့အချက်တွေပါစစ်ကောင်စီဘက်ကတောက်ဆိုချက်ကတော့နောက်ချိုးကြောင်မဲ့တီဘောမိုးမိတ်မိုးကုတ်မျိုးတွေကို ပြန်ပေးရမယ်ဆိုတဲ့အချက်ပါ TNL ရဲ့တောင်းဆိုချက်ကိုအရင်သုံးသပ်ကြည့်ကြပါစို့အပြစ်ခတ်ရဆက်ရေးဆွေးနွေးကြတဲ့အခါမှာရောက်တဲ့နေရာမှာရက်ပြီးတော့အပြစ်ခတ်ရက်ကြတာဟာထုံးစံပါအဲ့ဒီထုံးစံအတိုင်းရက်တည်ပြီးတော့တောင်းဆိုနေတာပါဒုတိယအချက်လေးရက်နဲ့လက်နက်ကြီးနဲ့မပြစ်ခတ်ရဘူးဆိုတဲ့တောင်းဆိုချက်ကိုဘာကြောင့်တောင်းနေတယ်လဲဆိုတော့ပြစ်နေလို့တောင်းဆိုနေတာပါတတိယအချက်ကတော့တရုတ်ကိုပါတောင်းဆိုတဲ့သဘောတက်ရောက်ပါတယ်စစ်ကောင်စီဟာစစ်မြေပြင်မှာစစ်ရှုံးလို့ထွက်ပြေးကြရတဲ့သူတွေပါသူတို့မှာတခြားတော်လှန်ရေးအဖွဲ့တွေအထက် တာရာဆိုလို့လေရင်ပြန်တဲ့ဘုံတွေပိုက်နေတာပဲရှိပါတယ်ဒါတွေကတော့ပြည်သူ့ဗန္နာကိုအပိုက်စီထားတဲ့သူတွေမို့လို့အဲ့ဒါလိုအသာစီးရပိုက်ဆိုင်နေကြတာပါအဲ့ဒီလေရင်တွေဘုံတွေရှိပေမဲ့လည်းမြေပြင်စစ်တပ်ရှိတဲ့ခါမှာစစ်ကိုနိုင်အောင်တိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးစစ်ကိုနိုင်အောင်မတိုက်နိုင်လို့ရှိရင်မင်းတို့ပြည်သူတွေကိုဘုံကျဲတယ်ကွာဆိုပြီးတော့ကျင်းနေတာပါအဲ့ဒီလိုရကိုကြည့်လို့ရှိရင်ပြည်သူတွေအပေါ်ဘသူကဘလို့သဘောထားတယ်လဲဆိုတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်စစ်ကောင်စီကပြည်သူကိုရန်သူလို့မြင်ပါတယ်ပြည်သူကို TNL ဘက်တော်သားတွေလို့မြင်ပါတယ် TNL ကလည်းပြည်သူတွေကို သူတို့လူသူတို့ပြည်သူလို့မြင်ပါတယ်တကယ်လို့သာပြည်သူကိုစစ်ကောင်စီရဲ့ပြည်သူတွေကို TNL ကသဘောထားမယ်ဆိုလို့ရှိရင်မင်းတို့ပြည်သူကိုမင်းတို့ဘာသာတတ်တာပဲတတ်လေငါတို့လည်းဘာဆိုင်တယ်လဲလို့ပြောမှာပါစစ်ကောင်စီကလည်းပြည်သူကသူတို့ရဲ့ပြည်သူလို့သဘောထားရဲ့ TNL ကိုမကျေနပ်တာနဲ့ပြည်သူကိုဘုံကျဲတဲ့အလုပ်မျိုးကိုလုပ်မှာမဟုတ်ပါဘူးအခုတော့ပြည်သူကိုတတ်နေတယ်ဘုံကျဲနေတယ်ဆိုတာကအဲ့ဒီပြည်သူတွေကသူတို့ကိုစစ်တိုက်နေလို့ဘုံကျဲနေတာမျိုးမဟုတ်ပါဘူး DNA တွေကိုအကြက်ကန်နေတာပါမင်းတို့ကငါတို့တောင်းဆိုတာတွေကိုမလိုက်ရောရင်မင်းတို့ပြည်သူတွေကိုဘုံကျက်မှာပဲအဲ့ဒါလိုလောက်တာမခံချင်ရင်ငါတို့ အလိုကိုလိုက်ရောရမယ်လို့အကြက်ကင်နေတာပါအဲ့ဒီသဘောထားကိုညီနောင်သုံးပေါ်နဲ့စစ်ကောင်စီရဲ့ဆော့ဆော့ပိုင်း hike ဆွေးနွေးပွဲတွေမှာဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကပြောင်းထုတ်ပြောခဲ့ဖူးပါတယ်ငါတို့မဟုတ်ချိုးရရင်နေတိုင်းလာဖုံးကျဲလို့ရတယ်လို့ပြောတာပါအဲ့ဒီကတော့ရှင်းပါလေငါတို့မဟုတ်ချွရရင်မင်းတို့လည်းမဟုတ်ချုံနိုင်စရာဘူးငါတို့မစားရင်မင်းတို့လည်းမစားစရာဘူးမစားရတဲ့အမေကိုတဲနဲ့ပက်မယ်လို့ပြောနေတာပါပဲစစ်ကောင်စီရဲ့တောင်းဆိုချက်ကိုကြည့်ကြအောင်ပါနောက်ချိုကြောက်မဲ့တီဘောမိုးမိတ်မိုးကုတ်မျိုးတွေကိုပြန်ပေးရမယ်ဆိုတော့တောင်းတာကမများလို့မလား သူတို့ဟာကကလေးတွေကစားပွဲမှာရှုံးလို့ငါအိုးဘုတ်ပြန်ပေးဆိုပြီးတော့ငိုတောင်းနေတာနဲ့တူးနေပါတယ် export license လာလျှောက်တယ်ထင်လို့များအတောင်ကျန်းနေတာလားလို့တောင်မှတွေးစရာရှိပါတယ်စစ်ရှုံးလို့ထွက်ပြေးပြီးတော့ပေးလိုက်ရတဲ့နေရာတွေကိုအခုလို့အတင်းပြန်တောင်းနေတာဟာတေးအားကုန်းနဲ့တောင်းနေတယ်ဆိုတာထင်ရှားပါတယ်တိတိချာချာတွေးကြည့်ရင်တော့ဘူဂျုတ်ကြီးတွေဖြစ်ပါရဲ့နဲ့စစ်မနိုင်လို့ပေးလိုက်ရတဲ့နေမျိုးကိုသူတို့ဘာအားကုန်းနဲ့ပြန်တောင်းရတယ်ဆိုတာတော်တော်ရှက်စရာကောင်းပါတယ်ဒါပေမဲ့လည်းမရှက်ဘူးလားလို့သွားမေးရင် ငါတို့စေအုပ်စုရဲ့အဘိဓမ္မာရှက်တယ်ဆိုတဲ့ဟောတာမရှိဘူးလို့ဒါမှပြဖြေကောင်းဖြေပါလိမ့်မယ်ဒါပေမဲ့တရုတ်ရဲ့ဖီအားကတိတ်ကြည့်ပါတယ်တရုတ်ကလည်းစစ်ကောင်စီလုတ်တလို့ပဲလူလူကိုပဲဖီအားပေးတာပါကိုပြည်သူမဟုတ်တိုင်းဟိုလူကဝင်နှိပ်ဆက်ဒီလူကဝင်နှိပ်ဆက်လုပ်နေတယ်လို့ဆိုရမလို့ပါပဲတရုတ်ရဲ့ဖီအားတိတ်ကြည့်နေတယ်ဆိုတာကိုသတင်းစာရှင်းလင်းပွဲမှာ TNLA ကပုံမွေလဲလဲမယ်ထုတ်ပြောပါတယ်သတင်းတော်တွေကထက်ခါထက်ခါမေးတဲ့မေးခွန်းတစ်ခုကလားရှိုးကိုပြန်ပေးလိုက်ရတယ်လို့အခုမိုးမိတ်မိုးကောင်းတောင်မဲနောက်ချိုတီဘောတို့ကိုရောပြန်ပေးရနိုင်တယ်လားဆိုတာပါဒါနဲ့ပတ်သက်ပြီးတော့ဘုံမူကြီးတာပန်က ပြန်ဖြေတဲ့အဖြေရောလွေးရည်ဦးဖြေတဲ့အဖြေရောကအတူတူပါပဲတကယ်လို့စီကောင်စီကဒီလာရှိုးမျိုးမှာပြန်မလဲအအုပ်ချုပ်တလိုမျိုးမြို့ငါမြို့ကိုပြန်လဲကန်းလာနိုင်ကျမတို့ကလက်ခံပါလားဆိုတဲ့ဟာကတော့ဖြေချခြင်းတော့ကတော့အလက်ရှိချင်းဒီဒီတောက်ဆုံချက်ကကျမတို့ဘက်ကသဘောတူတာမျိုးမရှိသေးပါဘူးသဘောတူညီမှုမရရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကပြီးဆုံးသွားတာဖြစ်ပါတယ်အမုတ်ကိုပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလို့မျိုးတော့လောဆယ်အဲ့လိုမျိုးမရှိသေးပါဘူးအခုလောလောဆယ်မှာတော့စုတ်ခွာပေးဖို့မရှိသေးပါဘူးဆိုတဲ့သဘောမျိုးကိုပဲ နှစ်ယောက်စလုံးကပြောပါတယ်အခုလောလောဆယ်တော့အခုချိန်မှာတော့ဆိုတော့စကလုံးကိုအမြဲခံပြီးတော့ပြောပါတယ်အဲ့ဒီပြောစကားကဘာကိုဖော်ပြတယ်လဲဆိုတော့သူတို့ဟာသိပြီးတော့ယုံကြည်ချက်ခိုက်ခိုက်မာမာမရှိဘူး confident မဖြစ်ဘူးဆိုတာပါပဲအခုလောလောဆယ်တော့မပေးဘူးလို့ပြောတာဟာတရုတ်ဖီအားသိကြည့်နေတယ်နောက်မှပေးချင်ပေးရနိုင်တယ်ဆိုတော့သဘောမျိုးတက်ရောက်နေပါတယ်အနေဆုံးစင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့မပေးမဖြစ်အောင်ဆိုတော့အတင်းဖီအားပေးမှာကိုသူတို့ကစိုးရိမ်ပူပန်နေတယ်ဆိုတော့အချက်ပါပဲလုံးဝမပေးဘူးဘယ်တော့မှမပေးဘူးအသက်နဲ့လဲပြီးတော့ကာကွယ်သွားမယ်ဆိုတာမျိုးသူတို့ပြက်ပြက်သားသားတင်းတင်းမာမာမပြောပါဘူး ဲ့လိုမပြောတာဟာသူတို့စိုးရိမ်ပူပန်နေလို့ယုံကြည်မှုမခိုင်မာလို့ confident မဖြစ်လို့လဲပါပါလိုက်ပဲတခြားအကြောင်းတစ်ခုကတော့အခုသတင်းစာရှင်းလင်းပွဲကိုတရုတ်ကလည်းကြည်နေမှာပါပဲဒီတော့သူတို့တိုက်ပြီးတော့တင်းတင်းမာမာပြက်ပြက်သားသားပြောလိုက်လို့ရှိရင်တရုတ်ဖီအားကိုပို့ပြီးတော့ရင်ဆိုင်ရမှာစိုးရိမ်လို့လည်းဖြစ်နေမှာလေအခုလို TNL ကသတင်းစာရှင်းလင်းပွဲလောက်တာဟာပြည်သူကိုသတင်းချက်လက်ပေးတယ်ဆိုတာထက်ပိုပါတယ်ပြည်သူကိုတိုင်တက်နေတာပါပြည်သူရဲ့ထောက်ခံအားပေးမှုကိုတောင်းနေတာပါပြည်သူရဲ့အကူအညီကိုတောင်းခံနေတာပါ ောက်တစ်ပိုင်းဆက်ပြောပါအောင်မယ်ပြောစရာတွေကတော်တော်ကြံနေပါသေးတယ်အဓိကပြောဖို့ကြံနေတာကတော့မီဒီယာတွေတကသတင်းအဖြစ်နဲ့မထုတ်ပြန်ကြတဲ့ TNL ရဲ့သဘောထားကိုထင်ဟပ်တဲ့စကားတချို့ပါ TNL ရဲ့သဘောထား TNL ရဲ့ရည်တည်ချက်ကိုမြင်နိုင်လောက်တဲ့စကားတွေကိုသတင်းစာရှင်းလင်းပွဲတွေမှာထုတ်ဖော်ပြီးတော့ပြောသွားပါတယ်ဒါပေမဲ့အဲ့ဒါတွေကသတင်းဖြစ်တယ်တက်မလာပါဘူးအဲ့ဒါတွေကိုနောက်တစ်ပိုင်းမှာဦးစားပေးပြီးတော့တုံ့သက်ပြင်ပြပေးမှာမို့ဆက်ပြီးတော့ကြည့်ကြပါဦးစောင့်မျှော်ကြပါဦးလို့ပန်ကြပါရခင်ဗျာကဲပါဒါတော့ကုတင်မြတ်ရဲ့ဗီဒီယိုမှာဖြစ်ပါတယ် TNL နဲ့စစ်ခွေးတွေအကြောင်းရဲ့ ပေါ်မူတည်ပြီးတော့မှတုတ်တက်သွားတာလေးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ညီကောင်မတွေကကြည့်ပြီးတဲ့နောက်လဲဘူရာတစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါဆိုရှင်နောက်ဆုံးတစ်ပုတ်အနေနဲ့ပေါ့နော်ဒီကနေ့နောက်ဆုံးရတဲ့တင်ထူးလေးတွေကိုကြည့်လိုက်အောင်ဒါကတော့ကိုနိုင်ငံနဲ့မမျှလို့တင်ဆက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်လည်းတူတူကြည့်လိုက်အောင်ပေါ့နော်အခုကတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ယူကရိန်းသမ္မတဇလန်စကီရဲ့ချင်းချောက်မှုရှိနေပြီမဲ့ရုရှားနိုင်ငံယင်မီနီ20ပြည့်အခမ်းအနားကိုအကြံဖက်မင်းအွန်လိုင်းနဲ့အတူသူ့မိမဖြစ်သူဂျူဂျူလှကပါ First Lady အဖြစ်ပွဲတက်အောင်မှဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရှင်မြေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့မေလ9ရက်နေ့မှာပဲ ရုရှားနိုင်ငံမော်စကိုမြို့မှာနေ့၈၀ပြည့်ရင်းမြစ်နီစီရေးပြအခမ်းအနားကိုအကြမ်းဖက်မိန်အွန်လိုင်းမှာတက်ရောက်ဖို့လုပ်နေရမှာမိန်အွန်လိုင်းနဲ့အတူသူ့မိန်းမကျူကျူလှပါ First Lady အဖြစ်ပထမဦးဆုံးအကြိမ်လိုက်ပါပွဲတက်ရမှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်မေလ9ရက်နေ့မနက်ပိုင်းမှာပဲမကြခင်ကမှာတိုင်းပြည်ဘန်နာတွေနဲ့အကြမ်းဖက်မိန်အွန်လိုင်းဝယ်ယူလိုက်တဲ့ Airbus လေယာဉ်နဲ့နေပြည်တော်ကနေစစ်ဗိုလ်ချုပ်တချို့နဲ့အတူထွက်ခွာကြမှာဖြစ်ပြီးဒီနိုင်ငံမှာခရီးတစ်ထောင်နားပြီးတော့လေယာဉ်စီဖြစ်ဖို့လည်းရှိတယ်လို့နေပြည်တော်စစ်တပ်တရင်ရှင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်တဖက်မှာတော့လက်ရှိနိုင်ငံစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံစစ်ပွဲကာလမှာပဲရုရှားနိုင်ငံဘက်ကသူတို့ရဲ့မော်စကိုမြို့မှာ20ပြည့်ရင်းမြစ်နီစီရေးပြအ ခန်းနှံကိုပြုလုပ်ဖို့အတွက်မေလ၈ရက်နေ့ကနေ၁၀ရက်နေ့အထိ၃ရက်ကြာအပြည့်ရထားမယ်ဆိုပြီးကမ်းလှမ်းချက်ကိုယူကရိန်းသမ္မတဇလန်စကီကပဲ့ချလိုက်တဲ့အပြင်အဲ့ဒီအခန်းနှံကိုတက်ရောက်မယ်မြည်သည့်နိုင်ငံကခေါင်းဆောင်ပဲဖြစ်ဖြစ်သူတို့ရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇလန်စကီကတည်ဝင်ထုတ်ဖော်ပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အမေရိကန်ကိုပြစ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုတွေအတွက်အချမ်းဖက်စကောင်စီလောက်ကန် BG ရဲ့ခေါင်းဆောင်ဆော့ချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးကိုအမေရိကန်စိုးရကဒဏ်ကပ်ပိတ်ဆို့လိုက်တယ်လို့တည်ဝင်ကြေညာလိုက်ပါတယ် မြန်မာနိုင်ငံကစစ်ကောင်စီလက်အောက်က BGS ကောင်းဆောင်စောချစ်သူနဲ့အတူသူ့ရဲ့တာနှုတ်ဖြစ်တဲ့စောထုအဲမှုနဲ့စောချစ်ချစ်ဆိုသူတို့ကိုအမေရိကန်ဘန်နာယီဝန်ကြီးဌာနကနေပြစ်မှတ်ထားအရေးယူဒဏ်ကပ်ပိတ်ဆို့လိုက်တယ်ဆိုပါတယ်။တစ်ဖက်မှာတော့မကွေးတိုင်းစလင်းမျိုးနဲ့ကုတ်ကူတန်းကျေးရွာဘက်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လာယီပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား28ဦးကတော့အတိအသေးတိုက်ကုန်ကြပြန်ပြီးလေကြောင်းပစ်ကူခေါ်ရတဲ့အထိစစ်တပ်ဘက်ကတော်တော်ကိုအထိနာသွားကြပြန်တယ်လို့မင်းမှုခံပြည်တဲ့အမှတ်တရအမှတ်တရင်းကထုတ်ပြန်ထားပါတယ်။ တဖက်မှာတော့ပဲခူးတိုင်းမင်းလာမြို့နယ်ဥတုမြန်မာစုကြေးရွာမှာရှိတဲ့ပြည်သူ့ပိုင်ပစ္စည်းအားလုံးကိုအချမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်ယူဆောင်သွားပြီးတဲ့နောက်နေအိမ်တွေကိုပါမိရှုဖျက်ဆီးသွားကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်တဖက်မှာလေပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးလက်စေပေကံကိုလာရောက်ဖျက်ဆီးတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားတအူးကတော့နေရာမှာနေပွဲချင်းမိကိုတိတ်သွားပြန်တယ်လို့ Fire Dragon တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်တွေကိုပြောပါတယ် ည်သူမလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လိုင်းရေးဟာစစ်မှန်တဲ့တော်လိုင်းရေးအောင်ပွဲကိုရရှိမှာမဟုတ်ဘဲတမက်ပြောင်းဝလှည့်ရမယ့်ဘက်ကိုပြည်သူကသာဆုံးဖြတ်တာဖြစ်တယ်လို့ယာယီတမကဒူဝါလက်ရှိလကပြောဆိုလိုက်ပါတယ်။မေလ9ရက်နေ့မှာပြုလုပ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တီထောင်ခြင်းလင်းမြစ်ပြည့်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးဆိုရာနိုင်ငံတော်ယာယီတမဒူဝါလက်ရှိလကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာယာယီတမကပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အရေးပေါ်တက်သားတွေကန်ဆွဲထားတဲ့တမက်ပြောင်းဝဟာဘယ်သူ့ဘက်ကိုလှည့်ရမလဲဆိုတာကိုပြည်သူကသာဆုံးဖြတ်တာဖြစ်ပါတယ်။ တယ်ပြည်သူဟာတလက်ပြောင်းဝလှက်ရမဲ့ဘက်ကိုစင်ချင်သူဖြစ်တယ်ဆိုတာမမေ့ကြဖို့လိုပြီးပြည်သူကာကွယ်တက်မလို့ဆိုတာပြည်သူလမ်းညုံမှုကိုခံယူတဲ့လူမှုတော်လှန်ရေးတက်မလို့တခုဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်ပြည်သူနှလုံးကိုမသိမ်းကျုံးနိုင်တဲ့တော်လှန်ရေးဟာစစ်မှန်တဲ့တော်လှန်ရေးအောင်ပွဲကိုမရနိုင်တာကြောင့်ပြည်သူတော်လှန်ရေးတက်မလို့သားတွေအလုံးနှလုံးသွင်းထားကြဖို့လင်းနဲ့စွာတိုက်တွန်းလိုတယ်လို့လည်းယာယီသမ္မတဒူဝါလက်ရှိလကပြောပါတယ် ဆက်လက်ပြီးတော့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေနဲ့လာမယ့်2029ခုနှစ်မှာ KNDO ထဏချုပ်တည်နေရအောင်ဖြစ်တဲ့ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO စီဦးစီးချုပ်ဗိုလ်ချုပ်စောရှိလေကညွှန်ကြားလိုက်တယ်လို့ KNDO ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ် ဘကုတ်တန်တဲ့ဘက်ကိုတက်ဆက်ပေးကြပါရယ်ဘကုတ်တန်တာရီခန်မင်းလာမြို့နယ်ရိုးမာဖြတ်ကျော်လမ်းပေါ်မှာပြူစောတီနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီးစစ်ဆင်နေစဉ်တွင်ထွက်ပြေးသွားတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာကနေနှစ်ဦးစလုံးဟာတေဆုံးသွားတယ်လို့တာရီခန်တရင်33ရက်နှစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ် စကန်းတန်းတဲ့ဘက်ကိုတက်ဆက်ပေးကြပါရစေ။စကန်းတန်းဆလင်းကြီးမြို့နယ်မုံရွာပတင်လမ်းမက တရုတ်ဝမ်ပေါင်ကုမ္ပဏီနီလုံခြုံရေးကင်းယူထားတဲ့စစ်တပ်ကိုတိုက်ခိုက်ရာကနေစစ်သား6ဦးသေဆုံးခဲ့တယ်လို့ Black Eagle LBDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။အဲလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေဘက်ကအထူးခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Black Eagle LBDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့တဲ့ပုတ်ကတော့ Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အပါအဝင်အချက်၅ချက်ကိုစစ်ကောင်စီနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားတဲ့ Shen RCSS အပါအဝင်တိုင်းနာအဖွဲ့9ခုကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ April 29ရက်နေ့ကနေ30ရက်နေ့ထိကျင်းပခဲ့တဲ့ Seven EU Alliance ဥဆောင်အဖွဲ့အစည်းအဝေးမှာလက်ရှိနိုင်ငံတွဲရင်းဆိုင်တွေ့ကြုံနေရတဲ့နိုင်ငံရဲ့အချက်အသေးကိုကြော်လွှားနိုင်ရေးအတွက် Seven EU တွေကချမှတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်ကို ပြန်လည်တုံးသက်ပြင်ဆင်နိုင်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များဆိုင်ရာလမ်းညွန်သဘောထားတွေကိုချမှတ်ခဲ့တယ်လို့လည်းသိရပါဗျ။ Seven EU ကိုအလိုင်းရဆက် Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်အဆိုပြုချက်တွေမှာပဋိပက္ခမှာပါဝင်သူအဖွဲ့အစည်းတွေအလုံးဟာနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပဋိပက္ခမှာပါဝင်တဲ့အစုဖွဲ့တွေအလုံးကအပြည့်ရဲ့ပြင်ညာဖို့တက်ဆိုင်သူတွေကြား Federal Democracy ပြည်အောင်စုဆိုင်ရာဂတိကိုပြုဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းပုံဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပုံနဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်တယ်လို့လည်းသိရပါဗျ။ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်က7 EU အလိုင်းရဆက်တည်င်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတွေကိုရန်ကုန်ခေတ်တည်င်းနာကဆက်သွယ်ခဲ့ပြီးမဲ့လေဖုန်းလက်ခံဖြည့်ဆို့ရန်ညွှန်ဆိုခဲ့ပါဗျ။7 EU Alliance မှာ Shen RCSS, Mo LMSB, ရခိုင် ALB, ပအိုဖွဲ့ Lao L KNDU, KNDKPA, KN ငင်းကြဲကောင်စီ KNU KNL PC တို့ပါဝင်တယ်လို့လည်းသိရပါလိမ့်ရှင်။ကဲပါဒါတော့ဒီကနေ့နောက်ဆုံးရတဲ့ Din 2တွေပဲဖြစ်ပါတယ်။ Din လေးနဲ့ပတ်သက်ပြီးတော့မှကိုတိမကျောက်လည်းကိုမမရေးခဲ့ပြပါအောင်။ဒါဆိုရင်ကျွန်တော်အများကြီးပြောတော့မယ်နဲ့မှာကျွန်တော်ဗီဒီယိုလေးဒီမှာပဲဆုံးသတ်ပါရစေ။အဆုံးထိလိုက်ပါချစ်ရှုပေးတဲ့ညီကောင်မတို့ရောက်ချင်းစီတာလည်းထူပင်ကျေစုတင်ရှိပါရစေ။ကျွန်တော်တော်လည်းညီကောင်မများအားလုံးဆက်ဆက်ရအောင်ပြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ကျွန်မရေးယူဆကြပါ။နောက်နေ့ကျမှပြန်ကြည့်ကြမယ်။